မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တဖန်ပြန်လဲကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောက်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ငြိမ်ဝတ်ချမ်းသာခြင်းကိုရခြင်းရင်ဒီနှစ်ချက်ကိုလုပ်ပါဆိုတဲ့ခေါင်းစဉ်နဲ့ဝေငှချင်တာဖြစ်ပါတယ်အခြေပြုခြင်းတကြမ်းဖက်ရအောင်ရှမတ်တေခရိုရင်ခန်းကြီး7အငယ်28ဖြစ်ပါတယ် ဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံတို့လာကြလောငါသည်ချမ်းသာပေးမည်ငါထံဘို့ကိုတင်၍ထမ်းကြလောငါထံ၌နီးခံကြလောငါသည်နူးညံ့တိမ်မွေနှိမ်ချတော်စိတ်တော်ရှိတင်တို့စိတ်နှလုံးဒီတက်တာချင်းတို့ရလိမ့်မည်အကြောင်းမူကားငါထံဘို့ဒီထမ်းလွေငါဝင်လေပေါ်ဤဟု မိန်တော်မူ၏ချက်တော်ညီကိုမောင်မတော်ငြိမ်သက်ချင်းရှိပါသလားချမ်းသာချင်းရှိပါသလား ကျွန်တော်လူတွေရဲ့အသက်တာထဲမှာငြိမ်သက်ခြင်းမရှိဘူးချမ်းသာခြင်းမရှိဘူးတခါတလေအဲ့လိုဖြစ်နေတတ်တယ်ဘာလို့လဲသိလားဒီအချက်နှစ်ချက်ကိုကျွန်တော်မေ့နေလို့ပထမအဦးဆုံးတစ်ချက်သခင်ယေရှုစီမှာမလာပြောလို့ဖြစ်တယ်ဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့တဲ့ငါထံတို့လာကြလောဒီမှာကျွန်တော်အထူးပဲမိမောင်းထူပြခြင်းတဲ့စကားကငါထံတို့လာကြလောဘသူပြောတာလဲဘသူပြောတာလဲ သခင်ယေရှုပြောတာသခင်ယေရှုခရစ်တော်ပြောတာမင်းတို့ဝန်လေးနေလားတဲ့မင်းတို့မငြိမ်မသက်ပဲဖြစ်နေလားမင်းတို့မချမ်းသာပဲဖြစ်နေလားငါစီမလာကြစမ်းပါကွာတဲ့အဲ့လိုပြောတာဖယားသခင်စီမလာပါတဲ့ဖယားသခင်ဘာပြောလဲငါစီမလာရင်ငါနေတော့ချမ်းသာပေးမယ်တဲ့ချမ်းသာပေးမယ်ချစ်တော်ညီကိုမောင်မတို့ကျွန်တော်တက်တာထဲမှာပြေတနာပေါင်း16000လောက်ကြုံနေရပေမဲ့ဖြည့်ရှင်းပေးနိုင်တဲ့ဖယားသခင်စီမှာမလာတဲ့၍သူစီမတွားတဲ့၍ ကျွန်တော်တို့ကချမ်းသာခြင်းရမှာမဟုတ်ဘူးပြေလည်ခြင်းရမှာမဟုတ်ဘူးကျွန်တော်တို့ကလူတွေစီမှာပဲတွားတွားရှာတတ်တယ်ပြဿနာဖြစ်လာပြီး စိတ်မချမ်းသာဘူးတခုခုပြေလည်ဖို့လိုလာပြီးဆိုရင်လူတွေကိုပဲတွားတတိရတယ်ဖယားကိုတွားတတိမရဘူးဖယားသခင်ရှိပါလားဆိုတာနောက်ဆုံးမှတတိရတာအဲ့ဒါကြောင့်နောက်ဆုံးမှပြေလည်တာလေဒါကြောင့်ချစ်တော်ညီကိုမတော်မတော်ပြဿနာကြုံလာပြီးဟိတ်ဆိုတာနဲ့ပထမအဦးဆုံးပဲ ရှာရမလဲဖခင်ကိုအရင်သွားရှာပါဒူးထောက်မှာဆူတောင်းပါဖခင်တခင်ကိုအာယုံပြုပါဖခင်တခင်ဆိုမှဆူတောင်းပါကိုကိုရိုင်းယုံကြည်ခြင်းမရှိရဲ့အမှုတော်ဆောင်တဘာပါစီမှာဆက်တွေ့ပါမစင်ကြားနေစကားပြောပါ ဖုန်းဆက်ပါတခြားအမှုတော်ဆောင်ရှာလို့မသွင်းကျွန်တော်လာရှာဒီမှာကျွန်တော်အခုတရားဟောနေတဲ့ Facebook Remi Yemi Ruby Land ဆိုတဲ့ page ကိုနှိပ်ပြီးတော့မှ Messenger ကနေစကားလာပြောဆူတောင်းချက်တင်ကျွန်တော်ဆူတောင်းပေးမယ်အဲ့လိုပြောလိုက်လို့ကျွန်တော်ကတိတ်ထက်ယုံကြည်ခြင်းရှိတယ်လို့မဆိုလို့နော် တင်ကိုယ်တိုင်ယုံကြည်ခြင်းရှိတယ်ဆိုရင်တင်ကိုယ်တိုင်ဆုတောင်းလဲဘုရားနားညောင်းလားနားမညောင်းလားနားညောင်းတယ်ဆုတောင်းခြင်းနဲ့နှိမ်ချတော့ဆုတောင်းခြင်းနဲ့ငါမတက်နိုင်တော့ပါဘူးကွာဆိုမှဘုရားရှိမှဒူးထောက်လိုက်ခြင်းကဘုရားသခင်စီမှာရောက်ခြင်းပဲအဲ့ဒါဘုရားသခင်ရဲ့မျက်မှောက်တော်ပဲလူတွေကိုအရင်တွားချဖို့မလုပ်ပါနဲ့ဘုရားသခင်ကိုအရင်ဆုတောင်းပါ တခင်ယေရှုခရစ်တော်ပြောထားတယ်လေဒါဂတိတော်ဖြစ်တယ်ဂတိတော်ဆိုတာဘာလဲနေတို့ဒီလိုလုပ်ရင်ဒီလိုရမယ်ဒါဂတိတော်ပဲဂတိပေးထားတာတခင်ယေရှုခရစ်တော်လူတွေကိုဘာဂတိပေးထားလဲအခုနားထောင်နေတဲ့တင့်ကိုဘာဂတိပေးထားလဲငါစီလာပါတဲ့ဘာလို့လူတွေစီမှာပဲတွားနေရလဲတဲ့ငါစီဘာလို့မလာလဲတဲ့နေပြတနာရှိနေတာနေမချမ်းသာဖို့ဖြစ်နေတာနေမပြေလဲတာငါစီမလာတာပါတဲ့ငါစီလာစမ်းပါတဲ့ငါ့ကိုစူတောင်းစမ်းပါခေါ်ကြည့်ပါခေါ်ရင်ထူးမယ်တဲ့ အိုးဘွယ်အမှုကိုငါပြုတ်မယ်တဲ့မဖြစ်နိုင်ပါဘူးကွာဆိုတဲ့အရာတွေကိုငါဖြစ်စေမယ်တဲ့ဒါဖရာသခင်ပြောတာနော်ဖရာသခင်ငါထံတို့လာကြလို့ငါဒီချမ်းသာပေးမိတဲ့ဖရာသခင်ကိုပြောပြဖို့မိနေလားဖရာသခင်စီမှာတွားဖို့မိနေလားမိနေတယ်ဆိုရင်အခုဒီတရားဒေသနာလေးအားဖြင့်အမြန်ဆုံးနောင်တရပါလူတွေကိုတွိုင်းမဟိုဘာလဲ အကူအညီမတောင်းရဘူးလို့မဆိုလိုဘူးလူတွေရဲ့အကူအညီထက်ဖယားသခင်ကိုပထမဦးဆုံးအားကိုးတတ်ပါစေဒါမှတင်ချမ်းသာခြင်းရမယ်တင်ဘာကြုံနေရလဲခုချစ်တော်ညီကိုမောင်မောင်များတင်ခုဘာကြုံနေရလဲဘာပြဿနာကြုံနေရလဲတယောက်နဲ့တယောက်တော့ပြဿနာမတူတော့လူတိုင်းလူတိုင်းတော့ပြဿနာကြုံနေတယ်တချို့ကပြဿနာပေါင်း16000လောက်ရှိတယ်တချို့ကနည်းနည်းပါးပါးရှိတယ်နည်းနည်းပါးပါးရှိတဲ့သူပဲဖြစ်ဖြစ်အများကြီးရှိတဲ့သူပဲဖြစ်ဖြစ်ဖယားသခင်ပြည်လဲစေနိုင်တယ်ဟာလေလုယာသူဘုရားခင်နာမှာတာ၍ဘုန်းကြီးပါစေကျွန်တော်ကိုကိုယ်ွယ်တဲ့ဖယားသခင်ဒီ အရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖရာဖြစ်တယ်။ယုံကြည်ခြင်းတစ်ခုတာရှိစေပါ။ဖရာသခင်စီမှာလာပါ။မျက်မှောက်တော်ထဲရောက်သွားတဲ့အခါမှာတင်ငိန်တက်ခြင်းကိုခံစားရမယ်။တင်ရဲ့ပြဿနာအားလုံးပြေလည်သွားမယ်။ဘာလို့လဲဆိုတော့တင်ခံစားနေရတဲ့တင်ကြုံတွေ့နေရတဲ့ပြဿနာထက်ဒီဖရာကကြီးမြတ်တယ်။ဟာလေလုယ။တခါတလေကျွန်တော်တို့ကြုံတွေ့ရတဲ့ပြဿနာကအကြီးကြီးလို့ပဲထင်တယ်။မဟုတ်ဘူး။ကျွန်တော်တို့ကိုးကွယ်တဲ့ဖရာသခင်ရှိမှတင်ကြုံရတဲ့ပြဿနာတိတိလေးမပြောပါတော့ဘူး။ဟာလေလုယ။ဒါကြောင့် ပြက်တနာပြေလဲစီခြင်းလားချမ်းသာခြင်းလားငြိမ်သက်ခြင်းရခြင်းလားပထမဦးဆုံးလုပ်ရမယ့်အချက်ကပါလေသခင်ယေရှုစီကိုအရောက်သွားပါသခင်ယေရှုခရစ်တော်ဘယ်မှာနေရလဲရန်ကုန်မှာလားမန္တလေးမှာလားအမေရိကမှာလားတရုတ်ပြည်မှာလားမဟုတ်ဘူးနှလုံးသားနဲ့အာယုံပြူတဲ့နေရာတိုင်းမှာသခင်ယေရှုရှိတယ်ယေရှုပြောတယ်လေလူနှစ်ယောက်သုံးယောက်ငါရဲ့နာမအားဖြင့်ဆုတောင်းငါအဲ့မှာရှိမယ်တဲ့အဲ့လိုပြောလဲလို့တယောက်တည်းသူ့ရဲ့နာမနဲ့ဆုတောင်းအောင်ဘုရားသခင်မရှိဘူးလို့မဆိုလို့ဘူးနော် ။သခင်ယေရှုခရစ်တော်နာမအားဖြင့်နှလုံးသားနဲ့ဝတ်ပြုလိုက်ရင်မျက်မှောက်တော်ရှိရောက်သွားမယ်။သခင်ယေရှုခရစ်တော်အဲ့မှာရှိနေမယ်။ဟာလေလုယာ။ဒါကြောင့်ဆုတောင်းပါဘုရားသခင်တင့်ကိုနာညောင်းမယ်။ဆုတောင်းဖို့ဘုရားသခင်စောင့်နေတာတင့်ကိုကောင်းချီးပေးခြင်းနဲ့ဘုရားဖြစ်တယ်။ဒါပထမတစ်ချက်။ဒုတိယတစ်ချက်ကသခင်ယေရှုစီနီးခံပါ။ဒါလည်းအင်မတန်ရေးကြီးတယ်။ရှမတဲ့ခရင်ခန်းကြီး7:29မှာငါထန်၌နီးခံကြလောလို့ကျမ်းစာကအဲ့လိုပြောတယ် ငါထန်နိုင်ဆိုတာဘသူပြောရလဲယေရှုပြောတာယေရှုခရစ်တော်ပြောတာငါထန်နိုင်နီးခံကြလို့တခင်ယေရှုခရစ်တော်စီမံနီးခံပါတဲ့တခင်ယေရှုခရစ်တော်ရဲ့နီးကဘာတွေလဲဘာတွေလဲဟောဒီတမန်ကျမ်းစာထဲမှာရှိတယ်တခင်ယေရှုခရစ်တော်ရဲ့နှုတ်တော်ထွက်ဖြစ်တဲ့နှုတ်ကပတ်တော်စကားကိုနာခံလိုက်လျှောက်ပါလို့ပြောတာတချို့ကလေဆုတာတောင်းတာဖျားစကားနားမထောင်ဘူးဖျားစကားနားမထောင်မှတော့လမ်းတွေလွဲကုန်ပါဗော့ ဖယားစကားနားမထောင်တော့မှအသက်တာမှာကြုံလေရာပြက်တနာတောင်းပေါင်းတောင်း6000တဲ့ကြုံတဲ့အခါမှာဟိုလဲပဲလဲကြနေမှာပေါ့ဘာလို့ကျွန်တော်တို့ပြက်တနာကြုံတိုင်းကြုံတိုင်းလဲကြနေရလဲသိလားဖယားစကားနားမထောင်လို့လေဖယားစကားနားမထောင်မှတော့လဲကြမှာပေါ့တခါတလေကျွန်တော်တို့မိဘစကားနားမထောင်လဲကျွန်တော်လဲကြတတ်တယ်ဟုတ်မလားငါသားအဲ့မှာမတော်နဲ့တော့ချော်လဲမနော်ချော်လဲမနော်ချော်လဲမနော်ဆိုတကယ်တွားကြည့်ချော်လဲသွားတယ် ဘုရားသခင်လည်းဒီတိုင်းပဲလေတမာချင်းစံတိုင်းမှာပေါ်ပြထားတယ်ငါသားအဲ့လိုမလုံးနဲ့တော့အပြစ်မလုံးနဲ့တော့အပြစ်မလုံးနဲ့တော့အပြစ်မလုံးနဲ့ဘုရားစကားနားမထောင်ဘူးအပြစ်သွက်လုပ်တယ်တကယ်လောကဒန်တရားနဲ့ကြုံရတယ်နော်အိုးဒန်ယာတန်ချက်တွေနဲ့လူလိမ့်နေရတယ်ဘာလို့ကျွန်တော်လောကဒန်တရားထဲမှာဒန်ယာတန်ချက်တွေနဲ့လူလိမ့်နေရလဲသိလားဘုရားစကားနားမထောင်လို့ဒါကြောင့်ဒုတိယအချက်အင်မတန်အရေးကြီးတဲ့အချက်ပြောပါဆိုရင် ဖယားသခင်စီမှာနီးခံပါဖယားသခင်စီမှာနီးခံပါဖယားသခင်ရဲ့နှုတ်တော်ထွက်စကားကိုနာနာခံပါလိုက်လျှောက်ပါနှုတ်ကပတ်တော်ကိုနာခံလိုက်လျှောက်ပါတင်းရဲ့အတ္တထဲမှာလေပြေလည်သွားမယ်ပြေလည်သွားမယ်အခုနကျွန်တော်တို့ပထမဦးဆုံးတစ်ချက်ပြောတာကပြေတနာကြုံတဲ့အခါမှာပြေလည်စေဖို့ယေရှုစီလာတာအေးပြေတနာပြေလည်သွားပြီဒါပေမဲ့ပြေတနာပြေလည်သွားပြီးတော့မှနောက်တစ်ခါအတ္တထဲမှာနောက်ထပ်ပြေတနာမကြုံအောင်မလုပ်ရမလဲသခင်ယေရှုခရစ်တော်ရဲ့စကားကိုနှလုံးသွင်းရမယ်မဟုတ်ရင် ်ပြေတနာကြုံလိုက်ယေရှုစီလာလိုက်ပြေတနာကြုံလိုက်ယေရှုစီလာလိုက်တမင်လေပြန်ဖြစ်နေမယ်ပြေတနာတစ်ခါပြေလေသွားပြီးနောက်တစ်ခါအသက်တာထဲမှာပြေတနာမကြုံရလေအောင်ဘာတွေဆောင်ထားရမလဲဆိုတော့ယေရှုခရစ်တော်ရဲ့နှုတ်တော်ထွက်စကားဖြစ်တဲ့တမာကျမ်းစာကိုနှလုံးသားထဲမှာဆောင်ထားရမယ်ဒါမှအသက်တာထဲမှာကြုံလာတဲ့အရာအားလုံးကိုနှုတ်ကပတ်တော်အားဖြင့်အလင်းထဲမှာနှုတ်ကပတ်တော်အလင်းအားဖြင့်ကျွန်တော်တို့ခလုတ်မတိုက်ဘဲနဲ့မလဲကြဘဲနဲ့နော် ကျွန်တော်အကောင်းဆုံးရှောက်လန်းနိုင်မှာဒါမှတားလင်ကျွန်တော်အသက်တာထဲမှာပြက်တနာတွေပြေလည်ချင်းရှိသလိုပြက်တနာနဲ့မကြုံတော့ဘူးချမ်းသာမယ်ညင်ဝတ်ချမ်းသာချင်းရှိမယ်ပြက်တနာတွေပြေလည်ပြီးတော့မှကောင်းကြီးအရှင်ပဲဖြစ်တဲ့အသက်တာဖြစ်မယ်လို့ကျွန်တော်ခွန်အားပေးချင်တယ်ဏိကုံချုပ်ရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကပြက်တနာပြေလည်ချင်းလားညင်ဝတ်ချမ်းသာချင်းရချင်းလားဒီနှစ်ချက်ကိုလုပ်ပါလို့ပြောသွားတယ်ဘယ်နှစ်ချက်လဲနံပါတ်1သခင်ယေရှုစီမှာလာပါလူတွေစီကိုသွားတာထက်ယေရှုခရစ်တော်စီကိုသွားဖို့ ဦးစားပေးလုပ်ကင်ပါဒါမှပြည်လဲသွားမယ်။နံပါတ်၄သခင်ယေရှုခရစ်တော်စီမှာလာမှပြည်လဲသွားတဲ့နောက်ပိုင်းမှာပြဿနာမကြုံရလေအောင်အင်မတန်အရေးကြီးတဲ့ဖခင်သခင်ရဲ့နှုတ်တော်ထွက်စကားကိုနှလုံးသွင်းပါ။တရားဒေသနာနားထောင်ခြင်းအဖြစ်ကျမ်းစာဖတ်ခြင်းအဖြစ်အသင်းတော်ပါဝင်ခြင်းအဖြစ်ဖခင်သခင်ရဲ့နှုတ်တော်ထွက်ကိုမရမကနှလုံးသားထဲမှာသွင်းပါ။ဒါမှဒါရင် လောကဒဏ်တရားနဲ့ကြုံလာတဲ့အခါမှာကျွန်တော်အောင်မြင်နိုင်တဲ့အခွင့်ရှိမယ်လို့ခွန်အားပေးနေ။ဏိဂုံချုပ်ပါတယ်။သူတို့ကဆုတောင်းရအောင်။ ်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲပြေတနာကိုပြေလဲခြင်းငြိမ်ဝတ်ချမ်းသာခြင်းရခြင်းယင်ယေရှုစီလာပါယေရှုခရစ်တော်ရဲ့နှုတ်တော်ထက်စကားကိုတင်ယူပါလို့ခွန်အားရခွန်အားပေးတယ်ကျွန်တော်တို့ကျွန်တော်တို့အလင်းရတယ်အလင်းပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာရွေးဘုံကြီးပါစေကျွန်တော်တက်တာထဲမှာတကယ်ပဲပြေတနာကြုံတိုင်းကြုံတိုင်းမှာသခင်ယေရှုခရစ်တော်စီကိုဦးစားပေးရောက်လာတတ်တော်သူများယုံကြည်ခြင်းအဖြစ်ဆုတောင်းတတ်တော်သူများအာယုံပြုတ်တတ်တော်သူများဖြစ်စေပါ အာယုံပြုတ်တက်တည်တာမကအသက်တာတလျှောက်လုံးမှာနှုတ်ကပတ်တော်လိုက်လျှောက်နာခံလိုက်လျှောက်အသက်ရှင်တော်သူများဖြစ်ဖို့ရန်ကောင်းကြီးအရှံပဲရတော်သူဖြစ်ဖို့ရန်ကိုရောမဆပါမိကြောင်းဂျေစုတော်ချီးမွမ်းလဲဆုတောင်းတဲ့ခါမှာကေတင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖခင်အားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းကြီးပေးပါစေတော်